ာဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေးခွန်းများမေးခွန်းပြုတော်မူပါရှင်ဗျာ။ကောင်းပါ။နောက်ထပ်မေးခွန်းတော့ရှင်ဗျာ။လောဘနဲ့ဒေါသရဲ့အထိပ္ပယ်ကိုလူတိုင်းသိတော်တဲ့မောဟရဲ့အထိပ္ပယ်ကိုသိချနားမလည်ပဲရှိပါတယ်။ဒါကြောင့်မောဟရဲ့အထိပ္ပယ်ကိုလူတိုင်းနားလည်အောင်ရှင်ဗျာရှင်းပြပြတော်မူပါ။မောဟဆိုတာကိုတွေးဝေတယ်လို့ပမာတွေကပြန်နေရှိတယ်။အင်္ဂလိပ်လိုတော့ delusion လို့ပြောတာ။တွေးဝေတယ်ဆိုတဲ့အထိပ္ပယ်ကသူက လုံးသိတဲ့အလုံလားမလုံးသိတဲ့အလုံလားလို့ဆုံးဖြတ်နိုင်စွာမရှိတာကျမပါဗျာမသိတာဒီစကားပြောသင့်သလားမပြောသင့်ဘူးဆိုတာမသိဘူးကျမပါဗျာအဲ့ဒါကိုတွေးဝေတယ်လို့ခေါ်တာကျမပါဗျာအမှန်မသိတာပေါ့နော်ကျမပါဗျာတွေးဝေယုံနေမဟုတ်တော့ဘူးလုံးသိတာကိုမလုံးသိဘူးလို့အထင်လွဲတယ်မလုံးသိတာကြတော့လုံးသိတယ်လို့အထင်လွဲသွားတယ်အဲ့ဒီလိုမောဟဆိုတာ မလုံးသင့်တဲ့အမှားတွေကိုလုံးပြီးစေတတ်တယ်လုံးသင့်တဲ့အမှန်တရားကိုကြတော့ရှောင်ရှားပြီးတော့နေမိတယ်အဲ့ဒီလိုလွယ်မှားချွတ်ချော်မှုတွေဟာမောဟရဲ့တဘာဝပဲဖြစ်တယ်လောကလူတွေဟာလေဒီအကောင်းဆိုးအကြောင်းကျိုးခွဲခြားမသိတာမောဟပဲကျမဗျာခုနလောဘလိုချင်တာဒေါသဟိုမုန်းတီးတာစိတ်ဆိုးတာကြောက်တာမောဟကြတော့ခုနလုံးသင့်တာနဲ့မလုံးသင့်တာပြောသင့်တာနဲ့မပြောသင့်တာအမှန်တရားကိုမသိတာကျမဗျာ မသိသည့်အတွက်ကြောင့်မမယွင်းနေပြုလို့မိတယ်တင်ပါဗျာပြီးတဲ့အခါကျတော့မှပြဿနာတက်လာမှအမှားဖြစ်လာတာမျိုးဖြစ်လာတင်ပါဗျာအဲ့ဒါမောဟရဲ့အထိပ္ပယ်ပဲပေါ့နော်တင်ပါဗျာဒါဆိုမောဟတွေ့ရတာတခုတည်းမဟုတ်ပဲနဲ့မလုံတဲ့နာကိုလုံမိတာလုံတဲ့နာကိုမလုံမိလေလုံမိသည့်ထိအောင်သူ့ရဲ့ဟိုရင်းကအကျိုးသက်ရောက်မှုရှိတယ်တင်ပါဗျာဟုတ်တင်ပါဗျာကိုယ်ကအဖြစ်စီတယ်တင်ပါဗျာသူတယောက်ကိုတင်ပါဗျာဒေါသကြောင့်ကိုယ်ကအဖြစ်တာတော့ ဟိုလူတိုင်းသိတယ်လေအချက်တကွဲအကျိုးနဲ့မပြောသင့်တဲ့စကားလေးပြောတာအဲ့ဒါဒေါသတမပါလောဘကြီးလို့အပြစ်တင်ခံရတယ်လောဘကြောင့်အချက်တကွဲအကျိုးနဲ့ရောက်တာသိတာတယ်မောဟရဲ့အချက်တကွဲအကျိုးနဲ့ကအမားတွေလို့လို့ဟာသလုတ်တဲ့သူတေယုတ်ဆောင်နေလို့ပေါ့အလုံးဟာလွယ်လွယ်မမားတွေအကုန်လုံးတမပါအဲ့ဒါလို့ဆိုလို့တယ်နော်တမပါဗုဒ္ဓဘာသာပြန်ပွားတိုးတက်မှုအားကောင်းလာအောင်ယဟန်တန်ဃာတော်များအနေနဲ့တောထွက်ပြီးတော့တရားကျင့်တာထက် တောထွက်ပြီးတော့တရားကျင့်တာထက်စားလို့ရှိရင်ဘာသာစကားများတက်မြောက်ဖို့ကြိုးစားပြီးခေတ်မီ IT နီးပညာများကိုအသုံးပြုတတ်ဖို့လိုအပ်တယ်လို့အရှင်ဖျားထင်ပါသလားဗုဒ္ဓဘာသာပြန်ပွားနိုင်ရန်အတွက်ခေတ်မီပညာရက်နှစ်ခေတ်မီ IT ပစ္စည်းများကိုရဟန်းတန်ဃာတော်များအနေနဲ့လေ့လာအသုံးချသင့်ပါသလားဒါကတော့အပြစ်ကင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုရင်တော့အသုံးချလို့ရပါတယ်ဒီကဖျားလည်းပဲဒါမသုံးရဘူးလို့ကန့်သက်ထားတာမရှိပါဘူးမြတ်စွာဘုရားရဲ့ ဟိုဆော့ဆုံးမှုမှလည်းပဲတောထက်ပြီးတရားကျင့်တာတော့ကိုချိုးအတွက်လောက်ကြတာပေါ့နောက်ပိုင်းမှရောက်တဲ့အခါမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေပြတ်ပွားအောင်ဆောင်ရွက်မှုကိုဦးစားပေးလာတာရှိတယ်နောက်ပိုင်းကျတော့လေအဲ့တော့ဘာသာစကားတက်မြောက်အောင်ကြိုးစားပြီးခိမိနိပညာတွေသုံးတတ်ဖို့လိုအပ်ပါတယ်လိုအပ်ပါတယ်လိုအပ်တဲ့ဟိုအနေထားမှရှိပါတယ်တင်ပါဗျာဘာကြောင့်လို့ဆိုလို့ရှင်ဘုန်းကြီးတို့ ်ဂျာမနီနိုင်ငံကို၅ခေါက်ရောက်ဖူးတယ်ဂျာမန်လူမျိုးတွေကပင့်လို့ဖုံဖုံသွားတာဂျာမန်လူမျိုးတွေကဘာအတွက်ဖုံဖုံပင့်တာတော့ဆိုအဘိဓမ္မာတင်ညာလို့အဘိဓမ္မာတင်ညာပို့ချတာဂျာမန်ပြအဲတော့2003လောက်ကနေပြီး2018ထိအောင်ဖုံဖုံသွားတယ်သွားပြီးအဘိဓမ္မာတင်ညာနေပို့ချတယ်သူတို့ဘုရားရဲ့တရားတော်တွေကို agreement မလုပ်ဘူးမျက်မျက်နိုးနိုးစ조사ပြီးတော့တင်ညာတယ်ဂျာမန်ပြ ခဏလေးလူချင်းတော့မယ်တမပါလူချင်းတဲ့လူတွေအများကြီးရှိတယ်တမပါဘုန်းကြီးအမေရိကန်မှာနေတော့ကထောင်ထဲကနေပြီးလူတယောက်ဖုံးဆက်တယ်တမပါဖုံးဆက်တော့သူကဗုဒ္ဓဘာသာပါပေါ့သူတရားဟောပေးဖို့ဆိုပြီးတော့အဲ့လိုဖုံးဆက်တာတွေအကျုံရတယ်ဘာလူမျိုးပါလဲရှင်ပြဒီအမေရိကန်မှာအမေရိကလူမျိုးပဲမြန်မာလူမျိုးမဟုတ်ဘူးမြန်မာလူမျိုးမဟုတ်တမပါအင်္ဂလိပ်လိုပြောတယ်တမပါနော်အဲ့လိုဟာတွေရှိတယ် အခုလည်းပဲသိပ္ပံဆရာတွေဘုရားဘာသာပဲကိုကူပြောင်းတာတွေရှိတယ်မို့လားဒီမှာရှိပါတယ်။တော့ဘောလုံးသမားတွေလည်းပြောင်းတာတွေရှိရလေ။ဒီမှာဖျား။အခုဘာလို့တော်တော်ကပြောင်းသွားတဲ့လူတွေအရာရှိတွေတောင်ပြောင်းတာတွေရှိတယ်လေ။ဒီမှာဖျား။စစ်တပ်ဘက်ကအရာရှိတွေပြောင်းတာတွေရှိတယ်။အခု mindfulness ရဲ့အကျိုးကျေးဇူးကိုလေ့ကျင့်ပြီးတော့ခံစားတာသူတို့ကိုယ်တိုင်ဘုရားဘာသာလို့မပြောပေမဲ့လို့ဖျားရဲ့တရားပဲဒါ။ဒီမှာဖျား။နော်။ဖျားရဲ့တရားတော်ကိုသူတို့ ဟိုဂျင်းနဲ့နှစ်သက်လို့လက်ခံပြီးတော့နိုင်ငံညာတွေမှာတရားကျင့်နေတဲ့လူတွေရှိပါတယ်တမပါဗျာအရေးတွေအားဖြင့်မများပေမဲ့လို့ဒီမြန်မာနိုင်ငံကဘယ်သူတို့ဟိုအပြည်ပြည်ဆိုင်ရာ meditation center ဆိုတာအင်းရမြိုင်တမပါဆရာကြီးဥပခေတမပါဗျာတရားစခန်းမှာနိုင်ငံညာသားတွေအများကြီးလာပြီးကျင်နောက်မဟာစီဆရာတော်တို့စင်တာမှာလည်းအများကြီးလာပြီးတော့ ခြင်းညတယ်ကျမအဲ့ဒီကနေပြီးတော့ဆရာကြီးဥပခင်ရဲ့တပည့်တွေတည်းဟာတော်များများတော်များလွင်လမ်းသည်ဆရာမကြီးဆိုအင်္ဂလိပ်လိုတော့မတတ်ဘူးကျမဗျာသူ့ရဲ့တပည့်တွေအဖြူတွေအများကြီးပဲအင်္ဂလန်တို့နောက်တန်းကကျမဗျာတားလေးစားတယ်သူခုရှိသေးလားတော့မသိဘူး तू ကအင်္ဂလိပ်လိုမတတ်ပဲနဲ့ဘလို့တစ်ဖက်လူပြန်သင်ပဲမနဲ့မတတ်ပြီပဲလို့ तू broken ပြောတာပေါ့ဆိုလိုတာကတော့မတတ်ဘူးဆိုတော့ तू broken နဲ့ပဲပြောတာကျမဗျာ तू ကတရားပြတယ် သူတရားပြတဲ့အတိုင်းပဲလိုက်နာပြီးတော့ချင်းချင်းကြိုးကိုအထောက်ကြတယ်။တင်ပါဗျာ။သူ့ကိုဒါလေးစားကြတယ်ဆရာမကြီးဆိုပြီး။တင်ပါဗျာ။သူခန်းဆိုလို့ရှိရင်ဘယ်သူမှတဲခွင့်မပြုဘူး။သူတို့ကိုယ်တိုင်ကိုတန်တန်ပြန်ပြန်လောက်ပြီးတော့ထားတယ်ဆရာမကြီးခန်းဆိုပြီး။ဘုံဝဲဒီ M MC ဆိုတာတွေကိုရောက်ခဲ့ဘူးတယ်။သူကအော် IMC လို့ခေါ်တယ်။ International Meditation Center ။တင်ပါဗျာ။ ဖွင့်ထားတယ်အများကြီးရှိတယ်။တမန်ပါဗျာ။အမေရိကမှာမေရီလင်းပြည်နယ်ရဲ့အဆုံးမှာ IMC တခုဖုံးဝင်ရောက်ခဲ့ဘူးတယ်။တမန်ပါဗျာ။အဲ့ဒီအမေရိကနေကြီးပဲအဲ့ဒီမှာ။တမန်ပါဗျာ။အမေရိကနေကြီးပဲ။တမန်ပါဗျာ။နောက်မက်ဆာချူးဆက်မှာလည်းပဲဒီမဟာစီနဲ့ဆက်ပြီးတော့ meditation center တခုလောက်ထားရှိတယ်။တမန်ပါဗျာ။ meditation ကမ္မထာအထုတ်ဖို့လို့အဘိဓမ္မာသင်ခြင်းတယ်လို့ဘာသာတရားကို ီပါဠိဘာသာနဲ့မြတ်စွာဘုရားရဲ့ဆုံးမတွေကိုသင်ကျင်နေဆိုလို့ရှိရင်ဒီပမပြည်ပဲလာကြတာတမပါဗျာလို့အများစုကြီးမဟုတ်တော့မှပဲဒီစိတ်ဝင်စားမှုတွေအများကြီးရှိတယ်တမပါဗျာအဲ့တော့အဲ့ဒီထက်မှဗမာဖုန်းကြီးတွေကအင်္ဂလိပ်စာသင်ခွင့်ရတာသိမချသေးဘူးရှေးရခင်ကဆရာတော်ကြီးတွေကလည်းကိုကျောင်းနေတဲ့ကိုတော့အင်္ဂလိပ်စာသင်ရင်ကျောင်းမနေရဘူးနှင်ထုတ်ခံတမပါဗျာတခါတည်းကမှလည်းအင်္ဂလိပ်စာသင်တဲ့ဖုန်းကြီးကိုမထောက်ပါဘူးတမပါဗျာတစ်ချိန်တော့အဲ့လိုလုပ်ခဲ့တယ် အခုအင်္ဂလိပ်စာသင်ခွင့်ရတာသိမချသေးဘူးဘုမတင်ပါဗျာတင်ပါဗျာပုံပုံတို့ငယ်ငယ်တုန်းကမသိရဘူးတင်ပါဗျာသင်အကြောင်းမနေရဘူးတင်ပါဗျာနော်အခုမှအင်္ဂလိပ်စာသင်နေဆိုပြောရမယ်ဆိုရင်ဒီ9093ဒီနောက်ပိုင်းလောက်မှဖြစ်လာတာတင်ပါဗျာ1990ပတ်ဝန်းကျင်88ဒီနောက်ပိုင်းကျမှပို့ပြီးတော့ပေါ်ပေါ်လွင်လင်းဖြစ်လာတာတင်ပါဗျာအခုချိန်ဒီတချို့ကျောင်းတွေကအင်္ဂလိပ်စာသင်တာလက်မခံသေးဘူးတင်ပါဗျာအဲ့လိုဟာတွေရှိတယ် တင်ပါဗျာအဲ့တော့ဘာသာစကားတတ်ပြီးတော့ခိမိနိပညာတွေကိုသုံးပြုပြီးတော့တရားဓမ္မဖြည့်မယ်ဖြန့်ပြူးပေးမယ်ဆိုရင်ခုတည်းတိုးတက်နိုင်စရာရှိတယ်တင်ပါဗျာအဲ့ဒီတလောတုန်းကတီရိလင်က sorry အာရေဗျာနိုင်ငံမှာတီရိလင်ကဘုံကြောင်တကြောင်ရှိတယ်တင်ပါဗျာဘောရီပင်နဲ့ဗာနဲ့အဲ့ sorry အာရေဗျာမှာအင်တာဗျူးလုပ်တာတွေ့လိုက်တယ်ဖုန်းတင်ပါဗျာဒါနဲ့ကနော်တင်ပါဗျာ သူကအစ္စလာမ်နိုင်ငံပဲအဲ့ဒီမှာဘုရားဘာသာဘာသာရှိနေတယ်အဲ့ဒီမှာတင်ပါဗျာဘုန်းကြီးကျောင်းလက်ခံထားတယ်တင်ပါဗျာဟောတကယ်ကတော့ဖြန့်ဖြူးနိုင်လို့ဒီဘာသာတရားပြန်ပွားတယ်ဆိုတာလူရဲ့ဆန္ဒနဲ့လည်းတူတယ်တင်ပါဗျာလူဆိုတာကလူတွေရဲ့အမြင်ကို ပြောင်းဖို့ဆိုတော့ခက်ခဲတယ်တင်ပါဗျာသူကိုယ်တိုင်ဆန္ဒရှိလာမှပြောင်းတာဒါတင်ပါဗျာမာရမန္နာတခြားတင်ပါဗျာ ကိုယ်အယူဆကိုပြောင်းနိုင်မှုအမှန်တမ်းခဲတယ်။တမ်ပါဗျာတမ်ပါဗျာ။အဲချို့မပြောင်းနိုင်တာတွေလည်းရှိနိုင်တယ်ပေါ့နော်။တမ်ပါဗျာတမ်ပါ။အဲ့တော့ခုနကလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုလက်တွေ့ကြကြဟောပြောပြသမယ်ဆိုလို့ရှိရင်စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေကတနေ့တစ်ခြားများပါတယ်။တမ်ပါဗျာ။ဂျာမနီတော်တော်ကဂျာမန်ဘုန်းကြီးတစ်ပါးကဖုံးဖို့ပြောဦးတယ်။တမ်ပါဗျာ။တစ်ချိန်ကြာလို့ရှိရင်တဲ့ဘုရားဘာသာဟာသူတို့ဥရောပမှာထွန်ကားပါလိမ့်မယ်တဲ့။တမ်ပါဗျာ။အခု ထမပြေတို့အဆရတို့ထွန်ကားနေပြီမယ်တစ်ချိန်ကျရင်အဲ့ဒီမှာထွန်ကားမယ်တဲ့။ဘာကြောင့်သူပြောတာတော့ဆိုလို့ရှိရင်ဗမာလူမျိုးတွေရဲ့အများစုရဲ့စိတ်ကဘာစိတ်တွေရှိသလဲစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဗမာလူမျိုးတွေက လောကစည်းစိမ်ဥစ္စာကိုအပြည့်အဝမခံစားရသေးတော့တိုက်တဲ့တိုက်နေနေခြင်းနဲ့ကားစီးခြင်းနဲ့တယ်လီဗီရှင်းနဲ့ကြည့်ခြင်းနဲ့တယ်လီဖုန်းရခြင်းနဲ့ဆိုတဲ့လူတွေများတယ်လေ။ဒီမှာဗျာ။မမချော်ရတီကြည့်လိုက်မယ်ဆိုရင်ဒီမှာ အဲ့ဒါတွေကိုလူလောကဘက်မှာအသုံးဆောင်ကိုတမက်တမောရှိနေကြသေးတယ်။သူတို့စီကြတော့အဲ့ဒါတွေမလို့ချင်တော့ဘူး။တမပါဗျာ။မလို့ချင်တော့ဒါတွေကိုသိပြီးတံမိုးမထတော့ဘူး။တမပါဗျာ။စိတ်နှလုံးအေးချမ်းမှုကိုတံမိုးထားလား။မှန်ပါဗျာမှန်ပါဗျာ။အဲ့တော့စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာဖရားရဲ့အဆုံးအမတစ်ခုပဲရှိတယ်။တမပါဗျာ။ဒါကြောင့်မလို့သူပြောတာတနေ့ကြလို့ရှိရင်သူတို့နိုင်ငံမှာဖရားဘုရားဘာသာပြန်ပွားလိမ့်မယ်ဆို။ပြောလို့ရနိုင်တဲ့အနေအထားမျိုးလေးတွေတာဆူနေတာရှိတယ်။တမပါဗျာ။ နောက်ထပ်မေးခွန်းတစ်ခုကတော့မောင်ဖြူနဲ့မောင်နီမှာဥပမာပေးရလို့ရှင် မောင်ဖြူကမိဘကိုတဏှာရင်စာဝေယဝစ္စလုပ်ပေးတယ်သို့သောဖျားရှိခိုးတရားထိုင်ခြင်းမလုပ်ပါဘူးမောင်နီကအဲ့ဒီတဏှာရင်မှာဖျားရှိခိုးတရားထိုင်ခြင်းလုပ်ပါတယ်သို့သောမိဘကိုဝေယဝစ္စမကူပေးပါဘူးအဲ့ဒီနောက်မှာဆိုလို့ရှင်ဘယ်တယောက်ကိုမျက်စောဖျားချီးမွမ်းမယ်ထင်ပါလဲဘယ်သူကကုစုပို့ရပါလဲရှင်ဖျားဒါတော့တရားထိုင်တဲ့လူကိုပို့ချီးမွမ်းမှာပဲတမန်ဖျားမျက်စောဖျားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ် အတ္တဓာတ်ထံပြဋ္ဌိဏဘဟုနာပိနာဟပိသူများအကျိုးဘလောက်ဖဲများများကိုကျိုးစီးပွားကိုကိုကဆွေရပြပြမခံရဘူးလို့ဆိုတယ်တမပါတခါတော့ကမြတ်စွာဘုရားကနောက်၃လနေလို့ရှိရင်ပြိနိဗ္ဗာန်ဆံတော့မယ်ဆိုတာကိုကြီးညာလိုက်တယ်အဲ့လိုကြီးညာလိုက်တဲ့အခါမှာယဟန်တန်ကအများစုပုထုဇဉ်တွေကဘာဖြစ်ကုန်လဲဆိုရင်ဟာဘုရားက သုံးလပဲရှိတော့တယ်ဆိုတော့တို့ဖះနာမှာနေကြမယ်ဆိုပြီးတော့တုံးတုံယုံဖះနာမှာပဲနေပြီးတော့တိုင်းမြင်ပြီးတော့ဖះမရှိရင်ဘယ်လိုလုပ်မလဲဆိုတာဒီပေါ့လေဖះကိုဝိုင်းဝန်းပြီးတော့ဝန်းရံကြတာပေါ့တင်ပါဗျာရဟန်းတစ်ပါးကတော့ तू ကဘယ်လိုတွေးတော့ဆိုဟာဖះကသုံးလဟိုဘက်မှာ तू မရှိတော့ဘူးဆိုတဲ့အချိန်မှာငါဖះရှိတော့မယ်တရားသူတရားမြတ်ရအောင်ငါကြိုးစားမှာပဲဆိုပြီးသူများတွေနဲ့ဘသူနဲ့မှမတိုင်မြင်ဘူး တရားကိုပဲကြိုးစားပြီးတော့အထုတ်တယ်အထုတ်တဲ့အခါကျတော့အများစုကဒီကိုတော့ဘုရားပေါ်မှာဟိုတံမိုးမထားဘူးပေါ့ငါတို့လို့တံမိုးထားမယ်ဆိုလို့ရှိရင်ငါတို့နဲ့ပေါင်းရမှာပေါ့ငါတို့လို့တလို့ပဲလှုပ်တင်တယ်ခုတော့သူကသူတရားပဲထိုင်းနေတယ်ဆိုဘုရားပေါ်မှာသူကအမြင်မကြည့်တဲ့ပုံကိုဖြစ်လိမ့်မယ်ဆိုပြီးတော့ဘုရားကိုတော့တိုင်ညာတိုင်တဲ့အခါမှာမြတ်စွာဘုရားခေါ်မေးတယ်ခေါ်မေးတော့အဲ့ဒီယဟန်ကသူ့ရဲ့ရည်ရွယ်ချက်ကိုရှောက်တယ် တပီတော့ဟာတဲ့ဖရာသုံးနာပဲရှိတော့မယ်ဆိုတဲ့အချိန်မှာဖရာရဲ့မျက်မှောက်ပေါ်မှာသူဟာတရားဥဒိယမြတ်ရချင်လို့ကြိုးစားပါလေဆိုတော့မြတ်စွာဘုရားသူ့ကိုသာလူခေါ်တာတမပါဗျာနော်တမပါဗျာအဲ့ဒီဇာလန်နေ့ကိုကြည့်မယ်ဆိုလို့ရှိရင်နော်ဘယ်ဟာကပူတံမိုးကြည့်တယ်လဲမိဘကိုဝေယဝဆလုပ်ပေးတာတံမိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးတံမိုးရှိတယ်သို့တော့ဒီတရားထိုင်နေဆိုတဲ့အလုပ်ကိုသူကကြိုးစားပြီးတော့လုပ်တယ်ဆိုလို့ရှိရင်နော် သူ့ကိုပဲပို့ချီးမွမ်းရမယ်တော့ရှိတယ်။သူ့အချိန်ပိုင်းနဲ့သူနှစ်ခုစလုံးလုပ်ရင်တော့ကောင်းတာပေါ့။တင်ပါဗျာ။ compare လုပ်ပြီးပြောမယ်ဆိုရင်တော့မိဘလှုပ်ထားတဲ့တရားထိုင်တာပိုမြတ်တယ်လို့ပြော။နိဗ္ဗာန်ရောက်ဖို့အတွက်သူကပိုနီးသွားတယ်။တင်ပါဗျာ။မိဘလှုပ်ကြွေးတာကတိလရဲမှာပဲပါတယ်။တင်ပါဗျာ။တရားထိုင်တာကျတော့ဘာဝနာဖြစ်သွားတယ်။တင်ပါဗျာ။အစင်နဲ့ပြောမယ်ဆိုရင်တိလရဲ့သမာဓိရဲ့ဘာဝနာရဲ့ဆွဲထည့်မဲ့ဘာဝနာပို့ပြီးတော့ ထိတ်တန့်ရောက်တယ်ပေါ့နော်သီလသွားရီပညာပညာအဆင့်ရောက်သွားတာပေါ့အဲအဲ့လိုတော့တွေ့လို့ရပါဒီမိကွန်းကတော့ဥယျမင်းထိုက်မိရတဲ့မိကွန်းဖြစ်ပါတယ်သူသုံးထားတဲ့အသုံးနှုံးတွေကိုဒီပြည့်တော်လည်းသေချာနားမလဲအတွက်အကယ်မိကွန်းအနေနဲ့လိုအပ်ချက်များရှိလို့ရှင်လည်းအရှင်ဖျားပြင်ပြီးတော့မူပါသူမိရတာတော့စုတိကိစ္စပဏိတရီကိစ္စနဲ့ဘဝင်ကိစ္စတို့စောင်းရသော စိတ်၁၉ပါးတွင် အများစုမှာကုသိုလ်ဝိပါစိတ်တို့သာဖြစ်တော်လဲမြည်စည်းအတွက်ကြောင့်၃၁ဘုံသားတို့အတွက် အပေပုံနဲ့ဆိုင်သောပဏိသတိတို့သာအဖြစ်များပါသလဲအပေပုံသာအရောက်များပါသလဲဖေဟာသို့မဟုတ်ထိုစိတ်ဆကူပါတို့ဟာလူနဲ့နတ်တို့မှသာဖြစ်တဲ့စိတ်များပါလားမိဂုံးနေတစ်ဖြစ်လူအပ်မှုများရှိပါလေအရှင်ဖျားပြင်ဆင်ပြီးတော်မူပါဟုတ်ပြီသုတိစိတ်ပဋိသနေစိတ်ဘဝင်စိတ်သုတိကိစ္စတတ်တဲ့ပဋိသရေကိစ္စဆောင်ရက်တယ်ဘဝင်ကိစ္စဆောင်ရက်တယ်ဆိုအစင်တိုင်းပြောရမယ်ဆိုရင် လူတယောက်ဟာဘဝတစ်ခုကိုစတင်တဲ့စိတ်ဟာအကျိုးစိတ်တက်တက်ပဲဖြစ်တယ်။တမပါဗျာ။အဲ့ဒီအကျိုးစိတ်ဟာခုနပြောသလိုကုသိုလ်ရဲ့အကျိုးများတယ်။အကုသိုလ်ရဲ့အကျိုးကအကုသလဝိဘက်ဥပေက္ခတန်တိရဏတစ်ခုတည်းပဲရှိတယ်။တမပါဗျာ။ကြံတဲ့ဟာတွေက16ခုကကုသိုလ်နဲ့ပတ်သက်တယ်ပေါ့နော်။တမပါဗျာ။အကုသိုလ်နဲ့ပတ်သက်တာတစ်ခုပဲရှိတယ်။တမပါဗျာ။ဒီစိတ်နဲတာများတာကသူကအလုံးအပေဖုံးသားတွေရဲ့ တတိတို့တတိစိတ်ဟာဒီစိတ်တစ်ခုတည်းနဲ့ပဲသွားတာဟုတ်ပါပါအကုသိုလ်အလုံးရဲ့အကျိုးပေးပရိသေစိတ်အနေနဲ့ကျိုးပေးတာသူတို့ရဲ့အကုသလဝိပက်စိတ်ဆိုတာအလုံးမှာ9ခုပဲရှိတယ်အကုသိုလ်စိတ်က12ခုရှိတယ်တမပါဗျာအလုံးကသူတို့ရဲ့အကျိုးကြတော့9ခုတည်းပဲရှိတယ်တမပါဗျာဟာအဲ့ဒီ9ခုတည်းပဲရှိတယ်အဲ့ဒီအကုသိုလ်ဝိပက်စိတ်9ခုတည်းမှာအပေ၄ပုံမှာ စတဲ့မွေးဖွားခြင်းစတဲ့နဲ့စိတ်လေးကိုပရိသေကိစ္စတတ်တဲ့စိတ်လို့ခေါ်တယ်ပရိသေကိစ္စကိုဆောင်ရွက်တဲ့စိတ်လို့ခေါ်တယ်တွေ့ပါဗျအဲ့ဒီစိတ်ဒီပင်နဲ့ဘဝတသက်လုံးဆက်လက်ဆောင်ရွက်နေသည့်အတွက်ကြောင့်ဘဝင်လို့ခေါ်ပြန်တယ်တွေ့ပါဗျနောက်ဆုံးအဆုံးသတ်သွားတဲ့စိတ်ကိုသုတိလို့ခေါ်တယ်တွေ့ပါဆိုလိုတာကပရိသေဘဝင်သုတိဆိုတာတဘွားတာအတိုင်းတာတစ်ခုမှအပြောင်းလဲမရှိတဲ့တစ်ခုတည်းသောစိတ်ပဲတွေ့ပါဗျ အကုသိုလ်ရဲ့အကျိုးအနေနဲ့ဒီဘဝမှာစတင်တဲ့စိတ်ဟာဒီတစ်ခုတည်းဖြစ်တယ်။တမန်ပါဗျာ။ကုသိုလ်စိတ်ရဲ့အကျိုးအနေနဲ့ကတော့များတယ်။တမန်ပါဗျာ။ဘာကြများတာုံဆိုလရှင်တောအကသိုလ်စိတ်တွအလုံးာလောဘဒေါသမောဟကိုခေခံကြာဖြစ်တယ်ပေါ့။တမန်ပါဗျာ။ကြည့်မယ်ဆိုရင်အကုသိုလ်တွေမှန်သမျှရဲ့အခြေခံခိုက်မာတဲ့အကြောင်းတရားကလောဘဒေါသမောဟကိုခြေခံတာဖြစ်တယ်။တမန်ပါဗျာ။ ုသိုရဲအခြေခံအကြောင်းနေကြတော့အလောဘအရောဒအမောဟတွေခြေခံတာမဟုတ်ပဲနဲ့ကျန်တဲ့ကောင်းတဲ့အီချင်းရှိတဲ့သဘာဝတရားတွေကိုလည်းခြေခံတာရှိတယ်။တမပါဗျာ။အဝိပါကလို့ဆိုရဲအကျိုးစိတ်ကိုသာဖြစ်တယ်။တမပါဗျာ။အပေပုံနဲ့ဆိုင်သောပရိသေဒါအဖြစ်များပါသလဲဆိုတာအပေကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလောဘဒေါသမောဟအကုသိုလ်တရားတွေကိုခြေခံပြီးတော့ဒီထဲကပဲသွားတာဖြစ်သောကြောင့်သူတို့ထုတ်လုပ်လိုက်တဲ့ အကျိုးပြီးပဲဟာအဆိုးအတွက်ဒီတစ်ခုပဲအဓိကဒါနဲ့ပဲသူတို့အတွက်သွားတာအကြောင်းတရားအနေနဲ့အဲ့လေအကုသိုလ်မှန်သမျှအဆိုးတွေကြီးပဲဆိုတော့တင်ပါဗျာအဆိုးချင်းကတော့အလုံးတူညီကြတယ်ပေါ့တင်ပါဗျာကုသိုလ်ကြတော့အကောင်းချင်းကွဲပြားခြားနားမှုတွေတော်တော်များတယ်တင်ပါဗျာဒါနကုသိုလ်ရှိတယ်ဒါနကုသိုလ်သည်သီလကုသိုလ်နဲ့မတူဘူးတင်ပါဗျာသီလကုသိုလ်သည်ဒါနတို့ဘာဝနာတို့နဲ့မတူဘူးဘာဝနာကုသိုလ်ကြတော့ဒါနသီလနဲ့လည်းမတူဘူး ်ပါဗျအလိအစင်တန်းခြင်းကလည်းပဲကုသိုလ်ပိုင်းကြတော့ကွဲပြားချမ်းသာတယ်တင်ပါဗျာအကုသိုလ်ပိုင်းကြတော့အလုံးလွှမ်းမိုးပြီးဖြစ်ပေါ်နေတာလောဘကို အခြေခံတယ်ဒေါသကိုအခြေခံတယ်မောဟမမနာတွေဒါတွေကိုအခြေခံတာဆိုတော့သူတို့အခြေခံကြောင်း ဖြစ်ပေါ်လာတဲ့အကျိုးစိတ်ဟာသူကဒီဒီစိတ်ပဲဖြစ်တယ်တင်ပါဗျာဒီပရိဒိရိအနေနဲ့ဖြစ်တာတခုဒီဆက်လက်ပြီးတော့ဖြစ်ပေါ်နိုင်တာတွေက ဒီမျက်မှောက်အခေပေါ့ဘဝတစ်ခုမှဖြစ်နိုင်တာတွေကအလုံးခုနှစ်ခုရှိတယ်ပေါ့နော်တင်ပါဗျာအဲ့ဒီမှာပရိသေရေနေတာဖြစ်တာငရဲပဲဖြစ်ဖြစ်တရိษံပဲဖြစ်ဖြစ်ပြိတ္တပဲဖြစ်ဖြစ်အတုရကေပဲဖြစ်ဖြစ်အလုံးရဲ့ပရိသေရေစိတ်ဟာအဂုတလဝိပေဥပိ္ခတန္တိရဏစိတ်ဆိုတယ်အဂုတရဲ့အကျိုးဒီတစ်ခုတည်းနဲ့ပဲသွားတာဖြစ်တယ်တင်ပါဗျာဒါကအကျိုးစိတ်ဖြစ်သည့်အတွက်ကြောင့် အကြောင်းတရားကိုပဲကြည်ရမှာဒီအကျိုးစိတ်နဲတာများတာเนี่ยဘာမှမဆိုင်ဘူးပေါ့နော်တင်ပါအပေဘုံအယောက်များတယ်ဆိုတာလူတွေရဲ့တဏ္ဍမှာအကုသိုလ်စိတ်တွေအဖြစ်များတယ်တင်ပါဗျာလောဘတွေအဖြစ်များတယ်လောဘနဲ့အလောဘဒီနှစ်ခုကိုနှိုင်းရှင်ကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေတနေ့တာနေတဲ့အချိန်မှာလောဘကဖြစ်တာများလားအလောဘကဖြစ်တာများလားလို့ကြည့်မယ်ဆိုရင်အကုသိုလ်တွေဖြစ်တာများကြတယ်ပေါ့နော်ဒေါသလည်းတို့တူပဲမောဟလည်းတို့တူပဲ အဟုသူစိတ်တွေကဖြစ်တာများတယ်တမန်ပါအချိန်အားဖြင့်လည်းများတယ်အချိန်ကလည်းသူတို့ကြီးနေတယ်တမန်ပုဂ္ဂိုလ်တွေကမြင်လိုက်တာနဲ့တပြိုင်နဲ့ကိုနှစ်သက်တာဆိုရင်ချက်ခနဲ့လိုချင်စိတ်ကဝင်သွားတယ်တမန်တွေ့တာစိတ်ကဝင်သွားတယ်ကိုမုံနဲ့မကြိုက်တဲ့အရာတွေ့လိုက်တာနဲ့သူကမုံနှိစိတ်တွေကဝင်သွားတယ်တမန်ပါနော်အမှန်မသိလိုက်လို့ရှိရင်မောဟဆိုတာဖြစ်သွားပြန်တယ်အဲ့တော့ဒီလောဘတောမောဟတွေကလူရဲ့ ဒီစိတ်တဘာဝကိုအမြဲတမ်းလွှမ်းမိုးထားသလိုဖြစ်နေတော့ဒီကုသိုလ်စိတ်ဆိုတာလေးကရမယခါမှာဖြစ်တာဥပမာငါလှူမှပဲဆိုတဲ့စိတ်လေးကအမြဲတမ်းပေါ်တာမဟုတ်ဘူးတင်ပါဗျရဖို့ပဲအမြဲတမ်းစဉ်းစားမယ်လှူဖို့ဆိုတာနော်ကိုယ်အစဉ်ပြေးလာလို့တဲ့အခါမျိုးမှာနောက်မောခံစားဖို့ဆိုတဲ့လောဘရဲ့လက်ထောက်ချမှုနဲ့ပဲ तू ကလှူအောင်မယ်ဆိုတော့ပေါ်လာတယ်မှန်ပါဗျမှန်ပါဟုတ်တယ်မဟုတ်လားမှန်ပါဗျရလာပြန်တော့လူတွေက နောက်ပူရဖို့အတွက်ငါလှူအောင်မပဲဆိုရင်လောဘဥဆောင်ပေးလိုက်ပြီးတော့အလောဘဆိုရကုသစိတ်လေးကဖြစ်ခွင့်ရသွားသလိုရှိတာပေါ့နော်တဏှာကုသလုခွင့်ရသွားတယ်အော်အပေလေးပုံကြာမှကြောက်လို့ငါတီလာတော့ဆောင်အောင်မပဲဆိုတာလေအကုသကိုကြောက်လို့ဒီကောင်းတဲ့စိတ်ကလေးပေါ်တယ်ဆိုတာတခါတရံမဲ့ပေါ်တယ်တင်ပါဗျာတခါတရံမဲ့ပေါ်တယ်တင်ပါဗျာအများဆုံးဖြစ်နေတာတွေကတော့မောဟပဲလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာတွေကိုမမှန်ကန်ကမသိသည့်အတွက်ကြောင့် မလုံတင်တာတွေကိုလုံနေတယ်လုံတင်တာတွေကိုမလုံဖဲနေတယ်ဆိုရဲချွင်းချက်တွေပိုများတယ်တင်ပါဗျာလူတိုင်းလူတိုင်းမှာအတိုင်းဖြစ်တယ်တင်ပါဗျာတင်ပါအဲ့ဒါကြောင့်မလို့အပေပုံအရောက်များတာဖြစ်တယ်တမပါဗျာအဲ့ဒီအကုသိုလ်စိတ်တွေရဲ့အကျိုးကြတော့အကုသရာဘုရဲ့ဝေကတဏိရဏတစ်ခုတည်းပဲတမပါဗျာအပေပုံဘာကြောင့်အရောက်များသလဲဆိုတာတော့ဒီပရိသေရိနဲ့မဆိုင်ဘူးအကြောင်းအကုသိုလ်နဲ့ဆိုင်တယ်တမပါအကုသိုလ်အဖြစ်များလို့အပေပုံ ရောက်တာများတယ်လို့ပဲဒီလိုပဲမှတ်ရတယ်တမပါနော် တင်ပါတယ်အဲဆိုတပြည့်တော့တခုထပ်ပြီးတော့မေးလို့ရာဥမာအဖြစ်ဖုံးဖုံးကခုနမိတ်နေဒါဒီမကောင်းတဲ့အကြောင်းအရာတွေပဲအကုသိုလ်စိတ်ပဲတွေးတောမိတာများရဲဆိုတော့တပြည့်တော့ဆိုလို့ရှိရင်လှူတာလှူတာအလှူဒန်းလုပ်ခဲ့တာများတာပါဗျာဥမာအနီးဆက်ဆုံးအဖြစ်တပြည့်တော့ရဲ့အိမ်ရှိမှာပဲတပြည့်တော့ဝန်ထမ်းတွေနေဖို့ဆိုပြီးတော့တိုက်လေးနှစ်ထပ်တိုက်လေးတလုံးတပြည့်တော့စောက်ထားစင်တာပေါ့အဲ့တော့အဲ့နှစ်ထပ်တိုက်မှာဝန်ထမ်းတွေနေတဲ့ပုံမှာ တပြည့်တော့အစင်မြဲတွေးတောပြီးတော့ပီတိဖြစ်နေရမျိုးဖြစ်တင်ပါလားရှင်ဗျာအဲဖြစ်တင်ပါတယ် ူများအတွက်ပေးထားတယ်ပီတိဖြစ်ရင်ဒါကုသိုလ်ဖြစ်တာပေါ့တင်ပါဗျာသူများကိုကိုယ်ကအဆင်ပြေအောင်လုပ်ပေးထားတယ်သူတို့အဆင်ပြေတာကိုကြည့်ပြီးတော့ဝန်တာပီတိဖြစ်နေရင်ကုသိုလ်စိတ်တွေထပ်ပွားတာပဲဒါတင်ပါဗျာအများအတွက်လုပ်ပေးတာမှန်သမျှကုသိုလ်တွေကြည့်ပါပဲတင်ပါဗျာကုသလဝိဖက်တီများတယ်လို့သူကပြောထားတယ်ထင်မယ်တင်ပါအရေးအတွက်အဖြစ်လာများနေတာလေတင်ပါဗျာအရေးအတွက်များတာကခုနလိုပဲကုသိုလ်ဖြစ်ပုံချင်းကကွဲပြားခြားနာနေတယ် တင်ပါဗျာအခုဆိုကြတော့အလုံးဟာလောဘဒေါသမောဟကိုခြေခံကြတာဖြစ်သောကြောင့်အဆိုးချင်းတူတယ်သူကအပြစ်ရှိတာချင်းသွားတူတယ်တင်ပါဗျာမကောင်းတဲ့အကျိုးပေးတာချင်းသွားတူတယ်တင်ပါဗျာအဲ့ဒီအလုံးတူညီမှုအခြေခံဟိုချောက်မို့လို့သူပရိသေတွေဆရာတခုတည်းလို့ပြောရမှာဖြစ်တယ်တင်ပါဗျာကုသိုလ်ကြတော့ဒါနကုသိုလ်ဟာသီလနဲ့ခြားနာတယ်သီလကုသိုလ်ကလည်းဘာဝနာနဲ့ခြားနာတယ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နောက် လူကြီးသူမတွေပေါ်မှာယုတိလေးစားမှုတို့ဝေယဝိဆဆောင်ရွက်မှုတို့သူများကိုအကျိုးရှိတဲ့စကားတွေပြောဆိုမှုတို့အကျိုးရှိတဲ့စကားတွေပြောတော့နားထောင်မှုတို့ဒီမှာဗျာနောက်ပြီးတော့ကိုရထားတဲ့ကုသိုလ်ကောင်းမှုကိုရောမျှဝေပေးမှုတို့ကိုယ်ကတိုင်ကုသိုလ်ရအောင်လုပ်မှုတို့နော်သူများက မျှဝေပေးတာကိုဝမ်းသာမှုတို့ဒီမှာဗျာကံကံရေးကြိုးလက်ခံမှုဆိုတော့ကုသိုလ်တွေကသူကတစ်ခုနဲ့တစ်ခုမတူအောင်ခွဲပြားခြားနားမှုတွေရှိတာပေါ့နော်ဒီမှာဗျာ ကိုရချမ်းသာမှုရှိသည့်အတွက်ကြောင့်အဲ့ဒီကုသိုလ်အားလျော်စွာဆောင်ရွက်တဲ့ဖြစ်ပေါ်လာတဲ့အကျိုးပေးပဲစိတ်တရားသူကမတူညီဘူးပေါ့ဟုတ်ပါမယ်ဒါနကုသိုလ်ကသီလကိုမမှီဘူးတင်ပါဗျာသီလကုသိုလ်ကလည်းပဲဘာဝနာကိုမမှီဘူးတင်ပါဗျာကုသိုလ်မှာအဲ့လိုသူအချိန်ဝါချင်းကွပြားခြားနာကြတယ်တင်ပါဗျာလောဘဒေါသမောဟဆိုတော့တစ်ခုဖြစ်တာနဲ့သူကမောဟကဥဆောင်တာဖြစ်တယ်တင်ပါဗျာ မောဟရဲ့ပြီးတော့အရှက်မဲ့မှုအာဟိရိကရဲ့အကြောင်းလမ်းမရှိမှုအနုတ္တပရဲ့ပြီးတော့စိတ်တည်ငြိမ်မှုကင်းမှုဥဒိစ္စဆိုတာအောက်တို့ဖြစ်တိုင်းသူတို့ကပါနေတယ်တမပါဗျာအောက်တို့ရဲ့ဆွမ်းအားတွေကလှုပ်ဆောင်မှုသာကွဲတော်လဲအတွင်းစိတ်အနေနဲ့ကတော်တော်ကိုသူတို့ကဟိုအဆိုးခြင်းသွားတူညီကြတဲ့ပေါ့လေတမပါဗျာဟိုဟာကြတော့ဒါနသီလဘာဝနာကြတော့အကောင်းခြင်းမတူတမပါဗျာဒီကတော့အဆိုးခြင်းတူကြတယ်ပေါ့နော်တမပါဗျာ အဲကောင့်မလို့ဒါပဲမတော့ဒီလိုခွဲခြားပြီးတော့ဖော်ပြထားတာမရှိဘူးအဲဖမို့ရဲ့အမြင်နဲ့ပြောပြတာပါတင်ပါတယ်လူတွေရဲ့သဘာဝအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်တင်ပါအဲဒါဆိုဒါတွေဟာအကြောင်းဖြစ်နိုင်တယ်ပေါ့နော်တင်ပါဗျာတင်ပါအဲဒါဆိုလို့ရှိရင်တပြေတော်အနေနဲ့ခုနဖျားတောက်ရီကတ်တာဒီဖျားရွှေချတာသူများကိုလှူတာဟိုစေယုံတို့ဘာလို့မှလှူတာဒီသွေးလှူတာဘာညာသူများကိုဒီမော်တော်ကားအသုံးဆောင်တို့အိမ်တို့ဘာလို့ပေးတာအစား ဲ့လိုကုသိုလ်ကောင်းမှုပြုခဲ့တဲ့ဥစ္စာတွေကိုများမှတပည့်တော်တို့ကချီချီကျဲကျဲလှုပ်ထားမှတပည့်တော်ကတွေးပြီးတော့ပီတိဖြစ်တဲ့လားဒါမှမဟုတ်သေးမွားလှုပ်ထားတာတွေရောတွေးပြီးတော့ပြန်လှည့်ပြီးတော့ပီတိဖြစ်စင်မှာလားရှင်ဖျားမှန်ပါပဲဖြစ်ဖြစ်ကိုလှုပ်တဲ့ဟာကိုလူတယောက်ကိုသမင်းလေးတနတ်လေးကျွေးလိုက်ရတာပဲဖြစ်ဖြစ်သူတကယ်ကိုစားလောင်မသိနေတဲ့ချိန်လေးပါမုံလေးတစ်ဆက်ကျွေးနေရတာဖြစ်စေသူ့အတွက်ချီးပြီးတော့အလုံးဟာကုသိုလ်လုပ်တာပီတိဖြစ်တဲ့မှာတယ် တင်ပါဗျာပန်းလေးတပွဲလှူတာပဲဖြစ်စေကိုယ့်ရင်ထဲနှလုံးထဲမှာจิตနဲ့အာရမှုနဲ့ပီတိဖြစ်တင်ပါတယ်တင်ပါဗျာကုသိုလ်ကောင်းမှုဆိုတာပီတိဖြစ်နေတူပွားလေးပဲသူတင်ပါဗျာနော်တပြည့်တော့အစားတော်ကထင်တာကြတော့ဒီသေးသေးလေးလှူပြီးတော့ပီတိသွားဖြစ်နေလို့ရှိရင်ဒါဟိုဟာဖဲမဖြစ်ဘူးပေါ့အရှင်ဗျာကုသိုလ်ဆိုတာဒီပစ္စည်းဥစ္စာဆိုတာကအာယုံပြုစရာတစ်ခုအနေနဲ့ဒါပြောရတာတင်ပါဗျာအသေးဖွဲလေးပေါ်မှာကိုယ်စိတ်ကရဲ့စွိုင်းတတိ ကြီးမားနေတယ်ဆိုလို့ရှိရင်လေအမတ္တမစွမ်းတတ္တိထက်ပါတယ်စွမ်းတတ္တိပေးတာကအဲ့ဒီပန်းတပွင်တို့ဒီကိုလှူတဲ့အလှလေးကပေးတာမဟုတ်ဘဲနဲ့တမပါဗျာသူဒီအလှဝတ္ထုလေးကိုအကြောင်းပြုပြီးယဉ်နေတာဖြစ်ပေါ်လာတယ်တရာတို့စေရနာတို့ရောဝီရိယတို့အဲ့ဆောင်အားတွေကအကျိုးပေးတာတမပါဗျာတမဥပမာတစ်ခုမယ်ဆလံတစ်ခုပြပြမယ်ဆိုရင်တမပါဗျာရသော်ဗျာဘီရမတရားဟောတဲ့အခါမှာ တမန်နသားနှစ်ယောက်လာပြီးတော့တရားနာတယ်ထင်မယ်တမန်ဆိုတာတော့သူ့လိုကိုယ်လိုနတ်သားလို့ပဲပြောမှာဖြစ်တယ်မှာဗျအဲ့နတ်သားနှစ်ယောက်လာပြီးတော့တရားနာတယ်ထင်မယ်ပထမတော့တူတူထိုင်းနေကြတာပေါ့နတ်သားတူကအိနကနတ်သားလို့ခေါ်တယ်နတ်သားတူကအင်ကူရနတ်သားလို့ခေါ်တယ်သူတို့နှစ်ယောက်ဟာနတ်သားဘွားချင်းတူတယ်တင်ပါဗျာသို့တော့သူတို့လုပ်ခဲ့တဲ့ကုသိုလ်အကျင့်ကိုကြည့်လိုက်မယ်ဆိုရင်အင်ကူရနတ်သားကအလှူကြီးပေးခဲ့တာသူက ခိန်လဲကြာတယ်အကုန်ကြာတယ်လည်းအများကြီးပဲတမန်ပါဗျာဟာကောင်းမှုတွေသူအကြီးကျယ်လုပ်ခဲ့တယ်နှစ်ချီပြီးတော့ကိုအလှူဒန်းကြီးပေးခဲ့တယ်တမန်ပါဗျာသို့တော့သူအလှူကို လာစားတဲ့ပုံကိုတွေကကိုချင်းသီလမရှိကြတဲ့ပုံကိုတွေပေါ့နော် လူရဲစားတော့တဲ့ပုံကိုမျိုးတွေပေါ့သူအနေနဲ့ကတော့သရာနဲ့ပဲကြွေးတာပဲနောက်တစ်ခါအိနကနတ်သားကတော့ရဟန္တာဖြစ်တဲ့ရှင်နုရောဓကြွလာတဲ့အချိန်မှာ ရှင်တွေကတရားဆောင်အားနဲ့ဆုံးလေးတဆုံးလောင်းခဲ့ဘူးတဲ့အဲ့ဒီကုသိုလ်နှစ်ခုကြောင့်အင်္ဂုရဏသာလည်းကျွေးမွေးလှူဒန်းခဲ့တဲ့ဒါနကုသိုလ်ကြောင့်နတ်ဖြစ်တယ်တမန်ပါဗျာအင်္ဂကဏသာလည်းအဲ့ဒီကုသိုလ်ကြောင့်နတ်ဖြစ်တယ်တမန်ပါဗျာသို့သောသူတို့နှစ်ဦးရဲ့အကျိုးပေးခြင်းကြတော့ဒါကွာသွားတယ်တမန်ပါဗျာပြောမယ်ဆိုလို့ရှိရင်ဆုံးလေးတဆုံးနဲ့လှူတဲ့လူကဘာလို့တာအမှားလဲတမန်ပါဗျာနှစ်ပေါင်းများစွာအလှူကြီးပေးပြီး လူပေါင်းများစွာကိုကျွေးမွေးခဲ့တဲ့ပုဂ္ဂိုလ်ကြတော့သူကသူ့လောက်အသာဘယ်လို क्वे ပြသွားတော့ဆိုအဘိဓမ္မာတရားနာဖို့ဂုံရှိသေးရှိနတ်တွေတကိုကြီးတဲ့နတ်တွေရောက်ရောက်လာတဲ့အခါမှာအင်ကုရဏသာက ရှေ့ကိုမထိုင်ရဲဘူးသူ့ဘာသူကိုမထိုင်ရဲလို့ဆုတ်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 သွားတာမြတ်စွာဘုရားနဲ့ဆနေယူဇနာလောက်ဝေးတဲ့အရာကျမှသူထိုင်လို့ရတာတင်ပါဗျာအင်ကုရဏသာကတော့ဆွန်းတစွန်းလှူပြီးနတ်ဖြစ်တဲ့သူကတော့ သူ့ရင်ထဲကဆွမ်းအားကြောင့်မလို့သူ့ရဲ့ကုသိုလ်ကောင်းမှုဟာအရှိန်ဝါကြီးတယ်အရှိန်ဝါကြီးသည့်အတွက်ကြောင့်သူဟာရှေ့တန်းနေရာမှာသူနေရဲတယ်ပေါ့နေနိုင်တယ်ပေါ့အဲ့လိုကွာခြားတာဟာဘာကြောင့်ကွာခြားတော့ဆိုရင်အလှကံပုဂ္ဂိုလ်ကိုဆွဲပြုတ်ပြီးတော့တရာဆွမ်းအားခြင်းကွာသွားတယ်လို့ဟိုကလူရဲ့စားတော့တဲ့လူတွေကိုချီးပြီးသူတရာပိတိယဖြစ်နေတယ်ပေါ့တင်ပါဗျာ ဒီကတကယ်ယဟနာပုဂ္ဂိုလ်ကြီးကိုလှူလျားတယ်ဆိုရင်နေရတရာတို့ပီတိတို့ပုံများတယ်တမန်ပါဗျာတမန်အဲ့ဒီတော့အလူဝထုနဲ့တိတ်ပြီးတော့မသက်ဆိုင်ဘူးရင်နေကတရာဆွမ်းဟာနဲ့ပီတိတွေနဲ့ရှင်နေမှာဖြစ်တဲ့ဟာတွေပို့ပြီးတော့ရေးကြည့်တယ်ဒါကြောင့်မို့ဘလောက်ဖယ်လှူလို့ကိုယ်ရင်နေကတရာဆွမ်းဟာကြီးမဖို့တော့လိုအပ်တယ်ပေါ့နော်စေရနာတို့တရာတို့ပြီးတော့ကိုယ်လှူတဲ့အလူကပုဂ္ဂိုလ်ဟာဖရာတို့ယဟနာတို့လို့ဆိုရင်တော့ပို့ပြီးတော့ဆွမ်းထက်မှာပေါ့တမန်ပါဗျာဘာကြောင့်ဆွမ်းထက်တာတော့ဆိုရင် ရှင်နေရတရားဖြစ်ဖို့ရပို့ပို့ပြီးတော့ခွင့်ရေးကောင်းတယ်ပေါ့နော်တင်ပါဗျာအလူရုကိုအကြောင်းပြုပြီးတော့လည်းရှင်နေရတရားဖြစ်တတ်တယ်အလူကံပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ရှင်နေရတရားဖြစ်တတ်တယ်တင်ပါဗျာဘယ်ဟာကိုပဲအကြောင်းပြုပြုနဲရများရာအဓိကမဟုတ်ဘူးကောင်းတဲ့ညံ့တာလည်းအဓိကမဟုတ်ဘူးမြတ်စွာဘုရားဟောထားတယ်လှူတဲ့တန်းတဲ့အခါမှာတလေးစစားလှူတာတို့ကိုယ်တိုင်လှူတာတို့စိတ်ထဲကတကယ်ကိုမုံမုံမြတ်မြတ်ထားပြီးတော့လှူတာတို့ဘယ်ကောင်းမှုပဲဖြစ်ဖြစ် ောင်ကျွေးချမ်းသာဟာရလာမှာပဲဆိုတော့အသိပညာနဲ့လှူတာတို့အဲ့ဒါမှတမိုးချီတယ်လို့သူတို့ဟောတယ်တင်ပါဗျာပစ္စည်းဝတ္ထုကအဓိကမဟုတ်ဘူးနေရမြတာလည်းအဓိကမဟုတ်ဘူးတင်ပါဗျာအဲ့လိုဟောတယ်အဲ့ဒါဆိုတပည့်တော်တို့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေရောထပ်ခါတလဲလဲတွေးတော်ပြီးတော့ပီတိဖြစ်တယ်မှာလားရှင်ဗျာဖြစ်တယ်ဖြစ်တဲ့နဲ့ဖြစ်လဲဖြစ်ဖြစ်တာကောင်းတယ်အဲ့ဒါကိုစာကနုတ္တိဘာဝနာလို့ခေါ်တာပဲတင်ပါဗျာပီတိဖြစ်ရမယ်ကိုလုံးတဲ့အလုပ်ကိုအမြဲတမ်းတတိယခြင်းအဖြစ်ထပ်မှန်တိုးပွားလာတယ်သူတင်ပါဗျာဟွန်း